တောင်းသမီးတို့အားလုံးမင်္ဂလာပါဒီချက်နာမည်ကဒီချက်စုမွန်ပါဒီချက်ကဒီနေ့ပထမတန်းဇာရိတ်တနဲ့ပြည်သူနီတီဆိုတဲ့ဘာသာရပ်ထဲကနေလှပစေခြင်းဒုံဝင်းခြင်းဆိုတဲ့သင်ခန်းစာလေးကိုသင်ကြားပေးသွားမယ်နော် ဒီသင်ခန်းစာလေးမှာဆိုလို့ရှိရင်တီချဲကအမိုက်တွေကိုစနစ်တကျစုပြည့်တဲ့အကြောင်းလေးကိုပြောပြပေးသွားမှာပါ။ကဲပုံလေးတွေကိုကြည့်ပါဦး။ကားပေါ်ကနေကွန်တတွေထွေးချနေတယ်။ဒါကမကောင်းတဲ့အပြုမူနော်။နောက်တစ်ပုံကဆိုလို့ရှိရင် အမိုက်ကိုစနစ်တကျအမိုက်ပုံးနဲ့ဝင်အောင်လို့ပြစ်တာ။ဒါကောင်းတဲ့အပြုမူနော်။နောက်တစ်ပုံကတော့လမ်းပေါ်မှာပဲအမိုက်ကိုချခဲ့တာ။ ဒါကမကောင်းတဲ့ပြုမှု။အော်ဒီပုံလေးရဆိုလို့ရှိရင်အမိုက်ပုံမှာအမိုက်ကိုသေးချားလေးသွားပြီးတော့ပြစ်တာ။ဒါကကြတော့ကောင်းတဲ့ပြုမှုနော်။ နောက်ပုံလေးရလဲအမိုက်ပုံးထဲကိုတိတိချာချာလေးအမိုက်တွေကိုထည့်တာအမိုက်တွေကိုအိမ်နဲ့တိတိချာချာလေးထုတ်ပြီးတော့စနစ်တကျစွန့်ပစ်တာကကောင်းတဲ့အမူအကျင့်လင်းနော်ဒါလို့သမီးတို့လည်းအမိုက်တွေကိုအမိုက်ပုံးထဲကိုတေချာရအောင်လို့စနစ်တကျစွန့်ပစ်ရမယ်ကောင်းတဲ့အမူအကျင့်လေးတွေအများကြီးပြုလုပ်ကြရမယ်နော်ဒီချက်နဲ့နောက်စာသင်ချိန်တစ်ခုမှထပ်ပြီးတော့တွေ့ကြပါမယ် ဒီစာသင်ချိန်လေးမှာတော့တီချဲကအမိုက်ကို စနစ်တကျဆွန့်ပစ်ခြင်းရဲ့အကျိုးနဲ့စနစ်တကျမဆွန့်ပစ်တဲ့အခါရလာမဲ့ဆိုးကျိုးအကြောင်းကိုပုံပြင်လေးတစ်ပုဒ်ပြောပြမယ်နော်။ပုံပြင်လေးရဲ့နာမည်ကလှပစေခြင်းဒိုဝင်းခြင်းတဲ့။ အိမ်မှာတဲ့ပုံပုံရဲလက်လက်ရဲခြောက်ခြောက်နဲ့ဆိုဆိုဆိုတဲ့တငယ်ချင်းတွေရှိကြတယ်တဲ့တနေ့ကြတော့တဲ့ပုံပုံဟာတဲ့နင်တို့ဘာမှသုံးကြဘူးသုံးမရပဲနဲ့နန်းစော်နေတဲ့နင်တို့ကိုငါလုံချုံအောင်လှုပ်ပေးထားရတယ်လို့ပြောတယ်တဲ့အဲ့ဒီအချိန်မှာလက်လက်ကပြောတယ်တဲ့ အမန်အမဲငားမဘယ်အရာမဆိုလုံချုံအောင်လို့လှုပ်ပေးနိုင်တာဟိုမှာတွေ့လားစားစရာလေးကို ထုတ်ယူလာတာအဲ့ဒါလက်လက်ဆိုတဲ့ငားပဲလေနောက်တယောက်ကိုကြည့်လိုက်အောင်အသီးရွက်တွေအသားငားတွေကိုထုတ်ယူလာတာလေလက်လက်နဲ့ပဲနောက်ထပ်ကြည့်လိုက်အောင်အဝတ်ထည်တွေကိုနောက်ပြီးတော့အရေဘူးတွေကိုလည်းထုတ်ယူလာတာလေလက်လက်နဲ့ပဲငားမှအသုံးဝင်ဆုံးပဲလို့ပြောတဲ့အခါမှာ၆၆ကပြောတယ်တဲ့ငါ့ကိုလက်လက်ထဲမထည့်ပဲနဲ့ တဲလို့ရတယ်ဆိုတာကိုကိုကိုမမဦးတော်တော်တွေကိုပြောပြလိုက်ရမလားဆိုပြီးပြောတယ်တဲ့။ဟောနောက်ဆုံးကြံနဲ့ဆွဆွားကြတော့ငါကတော့တခြားသူတွေကိုညစ်ပန့်ပြီးတော့ပေးချေပြီးတော့နန်းစောနေအောင်ပဲလုပ်နိုင်တယ်ဆိုတော့မင်းတို့အားကိုးရမှာပဲလို့ပြောတယ်တဲ့။အဲ့ဒီချိန်မှာတဲ့အင်းရှင်မမလေးကနေပြီးတော့ ဟောဒီအမိုက်တွေကိုအလွယ်တကူမဆွေးမြေ့နိုင်တဲ့အမိုက်တွေကရေစီးရေလာကိုပိတ်စေတယ်။မြေကြီးထဲမှာလည်းပိတ်ဆို့စေတယ်။လေထဲမှာဟိုးဒီဒီလွင့်ပြီးတော့လဲရှုပ်ပွစေနိုင်တယ်။ကြာလာရင်ငါတို့အိမ်လေးကညစ်ပေပြီးတော့ရှုပ်ပွလာတော့မယ်။ငါတို့အိမ်လေးလှပတန်ရှင်းအောင်လို့ဘလို့လုပ်ကြမလဲလို့မေးတယ်တဲ့။အဲ့ခါကျတော့ပုံပုံကပြောတယ်တဲ့အမိုက်တွေကိုကျွန်တော်တွေကိုပဲထဲကြပါခမလို့ပြောတယ်တဲ့အဲ့မှာ66ကလည်းကျွန်တော်တို့ ော့အမိုက်ပုံးတဲ့အထိရအောင် လို့ပြစ်ကြပါနော်လို့ပြောတယ်တဲ့အော်ဆိုဆိုွားကြတော့ကျမကိုလည်းအနတ်နေလုံအောင်လို့တေချထုတ်ပြီးမှအမိုက်ပုံးတဲ့အထိရအောင်ပြစ်ကြပါနော်လို့ပြောတယ်အော်နောက်ဆုံးလက်လက်ကလည်းကျမကိုလည်းအမိုက်ပုံးတဲ့အထိရအောင်ပြစ်ကြပါနော်လို့ပြောတယ် အဲ့ခါကျတော့မမလေးကပြောလိုက်တယ်တဲ့အိုးကောင်းလိုက်တယ်တို့အိမ်သားတွေအားလုံးပဲမင်းတို့ပြောသလိုလောက်ကြမယ်အဲ့ဒါဆိုလို့ရှိရင်အားလုံးကလှပပြီးတန်ရှင်းနေမှာပဲလို့မမလေးကဝမ်းသာအားရပြောလိုက်တယ်တဲ့ကဲဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်လေးလှပတန်ရှင်းအောင်လို့အမိုက်တွေကိုဘယ်လိုစွန့်ပြစ်ရမလဲဆိုတာကိုသိသွားကြပြီနော်ပုံမြင်လေးတွေကမောင် ားနှစ်ယောက်ကသူတို့အိမ်လေးလှပဖို့အတွက်အမိုက်တွေကိုတည်တည်ချာချာလေးစွန့်ပြစ်သလိုမျိုးပဲတားတို့သမီးတို့အိမ်လေးလှပအောင်လည်းအမိုက်တွေကိုတည်တည်ချာချာလေးစွန့်ပြစ်ကြနော်ဒါဆိုတိချက်နဲ့နောက်စာသင်ချိန်တစ်ခုမှထပ်တွေ့ပါမယ်ဒီစာသင်ချိန်လေးမှာဒီချက်ကအမိုက်တွေကိုစွန့်ပြစ်ရမယ့်နေရာတွေမှာစနစ်တကျစွန့်ပြစ်တတ်အောင်လို့ပြောပြမယ်နော်။ကဲဒီပုံလေးကိုကြည့်ပါဦး။ ကားလမ်းမဘေးမှာအမိုက်တွေကိုစီကံမရှိပြစ်လို့ရှိရင်ကားလမ်းမကြီးလည်းညက်ပတ်လာမယ်ကားလမ်းဘေးကမြက်ခင်းလေးကြီးလည်းညက်ပတ်လာမယ်ကျောင်းဝင်းထဲမှာ အမိုက်တွေ့ရင်မလုပ်ရမလဲဆိုတော့ကောက်ပြီးတော့အမိုက်ပုံးထဲကိုပြစ်မယ်ဆက်ယုံနေလူနေအိမ်နေရက်ွက်တွေနားမှာအမိုက်တွေကိုအမိုက်ကန်နဲ့မလုပ်ဘဲနဲ့စနစ်တကျမစွန့်ပြစ်လို့ရှိရင်ကြွက်တွေချင်းနေရင်ကောင်းတွေပေါ်လာပြီးတော့ယောဂါတွေဖြစ်မယ် ။အော်နောက်တစ်ပုံမှာဆိုရင် ရေထဲကိုအမိုက်တွေသွားပစ်မယ်ဆိုလို့ရှိရင်ရေတွေလည်းညစ်ပတ်မယ်။ရေထဲကအကောင်လေးတွေကလည်းမတိလို့ပလတ်စတစ်လိုမျိုးအရာတွေကိုစားမိလို့ရှိရင်တေဆုံးနိုင်တယ်။အဲ့တော့အမိုက်တွေကိုစနစ်တကျတည်တည်ချာချာလေးဆုံးပစ်မှပဝင်းကျင်လေးရာတာယာပြီးတော့လှပါမှာနော်။တဘာဝပတ်ဝန်းကျင်ကိုအလေးထားပြီးတော့တမိုးထားတတ်အောင်လို့ဒါတို့သမီးတို့လည်းလေ့ကျင့်ကြနော်။ ကဲဇာရိတ်တာနယ်ပြည်သူနေတိဆိုတဲ့ဘာသာရပ်မှာပါတယ်သင်္ကန်းစာလေးတွေရတော့ဒီသင်္ကန်းစာမှာနောက်ဆုံးပါပဲရှေ့ရစာသင်ချိန်တွေမှာတိချက်သင်ပေးခဲ့သလိုမျိုးပဲကိုယ့်ရဲ့မိသားစုကိုချစ်ပါ လူကြီးမိဘကိုကူညီပါဘသူ့အပေါ်မဆိုရင်ကျေးပြူငါစွာနဲ့ဆက်ဆံပါဒိညာတဲ့စကားကိုမပြောဘဲနဲ့ရိုးသားမှုကုံစောင်းပါပတ်ဝန်းကျင်ကိုထိမ့်သိမ်းစောင့်ရှောက်တက်ပြီးတော့စာနာနားလည်တတ်တဲ့ကလေးလေးတွေဖြစ်ကြပါစေလို့တိချက်ကဆုတောင်းပေးတယ်နော်